hi mingla ba bya dini ma ro chanaw lu chaine tat de yok shin dwe ne series dwe no kwe ma lu re ma ti te de aman tya de a chang go pyo pya pe twa ma phit par ne bya ku chanaw phyo pya me movie fest dwe de ma tacho kaisa ri ga ma tin mat tha de a chang ya ri pa ne de so da video a song di chi lai ye ti twa ma le me bya so da sa lai cha yaw ba number 1 titanic ရုပ်ရှင်ထဲမှာဂျူရီမတိသေးတဲ့စက်တင်ကန်ဂျန်နီရူးစ်တို့ဒီထဲမှာအိခဲနေတဲ့ဇဝင်ကန်ကိုတော်တော်များများမှတ်မိကြမှထင်တယ် ရုပ်ရှင်ကြည့်နေတုန်းကတိုက်တန်နစ်တင်ပေါ်ကြီးမှောက်ပြီးလူတွေပင်လယ်ထဲကျသွားတဲ့အချိန်အေးခဲနေတဲ့ပင်လယ်ရေတွေကြားထဲမှာအသက်ရှင်ဖို့ရုန်းကန်နေရတဲ့အခန်းကိုတကယ်အေးခဲနေတဲ့အချိန်မှာရိုက်ထားတယ်လို့ထင်နေမှားသွားပါလိမ့်မယ်ဗျဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဒီရေတွေကနွေးနေတဲ့ရေတွေပါဘလို့လွတ်ပြီးနွေးနေတာလဲရုပ်ရှင်ထုတ်လုပ်သူတွေက color grading လို့ခေါ်တဲ့အယောင်ချင်းညီမှုဉာဏ်ပညာကိုအထုံးပြုပြီးဖန်တီးထားတာပါရုပ်ရှင်ရဲ့အယောင်ကိုအဖြူဟက် ပြားလဲလဲပဲကိုမြောင်းအောင်ချိန်လိုက်ကြံခါကြီးစုသူပရိသတ်ရဲ့မျက်စီထဲမှာဒါအေးနေတာပဲလို့အလိုလျောက်ယုံကြည်လက်ခံသွားတာဖြစ်ပါတယ်ရုပ်ပိုင်းဆိုင်ရာလှည့်စားမှုမပါပဲကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာကိုတိုက်ရိုက်ထင်းချုပ်လိုက်တဲ့ဖန်တီမှုကြီးတစ်ခုလို့ပြောရင်လည်းမမားပါဘူးနံပါတ်1 The Matrix နဲ့ Keanu Reeves ရဲ့ Action ဇာဝင်ခံဒုတိယချက်ကတော့ The Matrix ထဲက Action Scene တွေပါဒီစကားထဲမှာပါတဲ့ကိုခန့်ပညာတွေတိုက်ခိုက်ခန်းတွေဟာ တကယ်တမ်းကျတော့ဟောလိဝုဒ်မှာရိုက်နေကြစတန်မင်သားတွေမဟုတ်ပဲတကယ်တရုတ်ဆောင်တွေဖြစ်နေပါတယ်။ဒါကြောင့်ရုပ်ရှင်မရိုက်ခင်မှာတရုတ်ဆောင်တွေအားလုံးဟာကွန်ဖူတင်နန်းကိုလေးလကျော်အထိနေတိုင်းတက်ရောက်ခဲ့ကြရတယ်။ဒီနေရာမှာ KNU Reefs ရဲ့ professionalism ကတကယ်ကိုလေးစားစရာပါ သူဟာဒီတနန်းကိုဘလို့ခက်ခဲပဲရှိရှိလွဲချော်မှုမရှိပဲအာယုံစိုက်ပြီးတက်ခဲ့တာပါဟောလိဝုဒ်မှာဆိုစတန်မင်သားနဲ့အစားထိုးရိုက်ကူးလို့ရပါမယ်ဒီလိုအချိန်ပေးပြီးရင်းနှီးမြှုပ်နှံမှုကပဲ The Matrix ကို Sci-Fi Action ရုပ်ရှင်လိုတွေမှာဘယ်သူမှမမြင်နိုင်တဲ့အစင်တန်းတစ်ခုကိုကျော်သွားစေခဲ့တာဖြစ်ပါတယ်နံပါတ်3 The Dark Knight ရုပ်ရှင်တွေကလူတွေတည်မထားမိခဲ့တဲ့ Joker ရဲ့အမှုရာတတိယအချက်ကတော့ The Dark Knight တွေက Joker ရဲ့နာမည်ကြီးဆေးရုံပတ်ကွဲတဲ့အခါမှာ ဟစ်လက်ဂျာရဲ့ဂျိုကာရာဒီဇက်ဝန်ကမ်းမှာသူရဲ့ဇက်ကောင်လေလုံဝနေဝင်သွားမည်ဆိုတာကိုသူ့ကိုယ်နဲ့တော့မသိခဲ့တဲ့အခါမှာတတိထကြည့်မိလားတော့မသိဘူးဂျိုကာရာအဝိဒင်းခလကိုနိုင်လိုက်တယ်ပောက်ွယ်မှုကချက်ချင်းမသိပဲခဏရပ်သွားတယ်အဲ့ဒီမှာဂျိုကာကစိတ်တူပြီးခလုတ်ကိုထနိုင်တဲ့အမူအရာလေးလွတ်ခဲ့တာကိုမြင်ရပါလိမ့်မယ်လျ။အဲ့ဒီစက္ကန့်ပိုင်းလေးအတွင်းမှာဂျိုကာလွတ်ခဲ့တဲ့စိတ်မရှိတဲ့အဖြစ်အပျက်ကမူရင်းဆက်ညွန့်ထဲမှာလုံးဝမပါဝင်ခဲ့ပါဘူးလို့ဆိုပါတယ်။ ဟစ်တလာကြာဟာဂျိုဂိုရီမတည်ငြိမ်တဲ့စိတ်ပိုင်းဆိုင်ရာကိုဖော်ပြဖို့အတွက်ကိုဘာတာကိုစိတ်ကူးပေါ့ရ improvisation လုပ်လိုက်တာပါဒီအချက်ကပဲသူကဇက်ကောင်နဲ့ဘလောက်အထိတတထဲဖြစ်သွားပြီလဲဆိုတာကိုပြသနေတဲ့အမှအသားပဲဖြစ်ပါတယ်တကယ်ကို genius စံတဲ့ performance ပါနံပါတ်၄ Jurassic Park ရဲ့နောက်ွယ်ကအထံဖန်တီးမှုစတုထအချက်ကတော့ Jurassic Park ရဲ့ sound design ပါဒီစကားတွေက velociraptor လို့ကြောင်မခွေရဒိုင်နိုဆိုရီရဲ့ထူးခြားစမ်းကြတဲ့အတန်ဟာတကယ်တမ်းဘယ်ကလာတယ်လို့တွေးကြည့်ဘူးလားဗျာ အဖေကတော့လုံးဝမထင်မှတ်ထားတဲ့အရာပါသူ့ဒေသနာတဲ့ production ရအဲ့ဒီ velocity raptor ရဲ့ထူးဆန်းတဲ့အတန်ကို lift တွေလင်းဆက်ဆန်နေတဲ့အတန်ကိုအနုစီပြောင်းလဲအသွင်ဖြူထားတာဖြစ်ပါတယ် Gary Rydstrom, I was the sound designer and mixer on Jurassic Park. Hey! curious design what the dinosaurs might sound like. I so should do some research, you know, what, do, what do you think dinosaurs sounded like? And every scientist I found uh, bro, swans. And this is a dog. So, so when it finally battles snake. I wanted Sound, sound. engineer, ရုပ်ရှင်ကြီးပရိသတ်ကိုကြောက်စရာကောင်းတဲ့သဘောအတန်လို့ယူဆစီဟုတို့ဒီလိုဘသူမှမယိမ့်မိနိုင်တဲ့အတန်တွေကိုရွေးချယ်အသုံးပြုခဲ့တာပါဒါဟာကျွန်တော်ရဲ့စိတ်ခံစားမှုကိုအတန်နဲ့ဘယ်လိုထင်းချုံနိုင်လဲဆိုတာကိုပြသနေလေအမှုပညာနဲ့သိပ္ပံပညာရဲ့ထိတ်လိုက်တွေးဆမှုပဲဖြစ်ပါတယ်နံပါတ်5ဤဒီကားထဲမှာကလေးတယောက်ဆောင်လေးရဲ့စစ်မှန်သောမျက်ရည် ။နောက်ဆုံးချက်နဲ့တော့ ED စကားထဲမှာစိတ်ခံစားမှုအပြင်းဆုံးအခန်းတစ်ခန်းမှာ ED တည်ဆုံးသွားရဲ့ဇဝန်ကန်းမှာခလေးတယုတ်ဆောင်ကြီးရဲ့ငိုယုံမှုပူဆွေးကြည်ကွေးမှုတွေဟာတကယ်ကိုစစ်မှန်လုံးပါတယ်။ဘာကြောင့်စစ်မှန်နေရတာလဲ Director Steven Spielberg ဟာခလေးတယုတ်ဆောင်တွေကို ED အယုတ်ဟာတကယ်တမ်းတည်ဆုံးသွားပြီဆိုတာကိုမရိုက်ကူးခင်မှာလင်ညာပြောဆိုခဲ့ပါတယ်။ဒါမှခလေးတွေရဲ့ဝန်ထဲပူဆွေးမှုကိုမထိန်ချုပ်ထားရဲ့အတူရောက်မပါတဲ့စစ်မှန်တော်မျက်ရည်အဖြစ်ရွှေရှင်ထဲမှာထည့်သွင်းနိုင်ဖို့ပါ။ ီနီလန်ကရုတ်ရှင်သွားအတော်လေးအောင်မြင်ခဲ့ပါတယ်။ကဲဒီထက်ကဘယ်ချက်တွေကကိုကိုအန်အောတင်စီခဲ့လဲဗျ။နောက်ထပ်ဒီလို movie fight တွေကြည့်ရှင်ရင် comment နာဖြိုးသွားပေးကြပါအောင်ဗျ။ပြီးတော့ channel လေးကိုလည်း like and subscribe လေးလုပ်သွားပေးကြပါအောင်ဗျ။နောက် video တွေမှာပြန်တွေ့ကြပါမယ်ဗျ။